သမီးတို့အားလုံးမင်္ဂလာပါတီချဲနာမည်ကတော့တီချဲစုမွန်ပါတီချဲကတော့ဒီနေ့ပထမတန်းဇာရိတနဲ့ပြည်သူနီတိဆိုတဲ့ဘာသာရပ်ထဲရာသင်ခန်းစာ1ပိုပိုတို့မိသားစုအကြောင်းကို ပြောပြပေးသွားမှာပါ ဒီသင်ခန်းစာလေးမှာလူကြီးမိဘတွေရဲ့စိုးစုံမစကားကိုအလေးထားဖို့လိုက်နာတတ်ဖို့ဒီသင်ခန်းစာလေးကိုဒီချန်နဲ့အတူတူလေ့လာကြရအောင်နော်ပထမဆုံးဒီပုံလေးကိုကြည့်ပါဦးပုံထဲမှာကောင်လေးကပြောနေတာဓာတုမိသားစုပုံပါတဲ့ဒီပုံထဲမှာဘယ်သူတွေပါလဲကြည့်ရအောင်ဒီချန်နဲ့အတူတူလိုက်ပြောကြည့်ကြနော်ဖိုးဖိုး ဖွားဖွားဖေဖေမေမေကောင်လေးနဲ့သူ့ရဲ့ညီမလေးတားတော်သမီးတို့မှာရောမိသားစုဝင်ဦးရဲ့ဘယ်နှယောက်ရှိလဲပုံထဲကကောင်လေးနဲ့တူတူပဲလားရေတွက်ကြည့်ကြเนาะပြီးတော့တားတော်သမီးတို့ဘောအတူနေမိသားစုဝင်နေရဘာတွေလောက်ကင်ပေးလဲဖဖွားကဘာတွေလောက်ပေးလဲဖဖွားကဘာတွေလောက်ပေးလဲဦးဦးတော်တော်ကဘာတွေလောက်ပေးလဲကိုကိုမမကဘာတွေလောက်ပေးလဲအဲ့လိုလောက်ပေးတော့တားတော်သမီးတို့စိတ်ထဲမှာဘယ်လိုခံစားရလဲတားတော်သမီးတို့က ဖေးအမေတွေကိုပဲချစ်ခင်လေးစားမှာမဟုတ်ပဲနဲ့ကို့ကိုပြုစုဆောင်ရှောက်ပေးတဲ့အိမ်မှာရှိတဲ့မိသားစုဝင်တွေကိုလည်းချစ်ခင်လေးစားမှာနော်။ကဲဒီချေပြောသွားတဲ့မိကွန်းလေးတွေကိုသားတို့သမီးတို့ဖြည့်ကြည့်ပြီးတော့ဒီချေနဲ့တူတူနောက်စာတင်ချိန်တစ်ခုမှပြန်တွေ့ကြမယ်နော်။ ဒီစားတဲ့ချိန်လေးမှာတော့တီချေက ကို့အိမ်မှာရှိတဲ့မိသားစုဝင်တွေရဲ့ပြုစုဆောင်ရှောက်မှုကိုပြောပြတတ်ဖို့ပုံပြင်လေးတစ်ပုဒ်ကိုတီချေကပြောပြပေးသွားမှာပုံပြင်လေးရဲ့နာမည်ကပိုပိုတို့မိသားစုတဲ့ကဲတီချေနဲ့အတူတူ ပုံပြင်လေးကိုကြည့်ကြရအောင်နော်ပိုပိုရောမိသားစုဆိုတဲ့ပုံပြင်လေးကိုတီချေကပြောပြမယ်နော် တခါတော့ကတဲ့တောအုပ်တစ်ခုမှာတဲ့ရှင်သိမိသားစုတစုနေထိုင်ကြတယ်တဲ့အဲ့မိသားစုမှာတဲ့ဖခင်ရှင်သိကြီးရဲ့မိခင်ရှင်သိကြီးရဲ့သားလေးပူပူရဲ့သုံးកောင်ရှိတယ်တဲ့ဖဖေရှင်သိကြီးရာတဲ့မိသားစုအတွက်အစားအစာလေးကိုနေတိုင်းရှာဖွေကြွေးမွေးတယ်တဲ့မမေရှင်သိမကြီးကတော့ ပိုပိုကိုဂယုတဆိုင်နဲ့ပြုစုဆောင်ရှောက်ပေးတယ်တဲ့ပိုပိုတို့မိသားစုဟာတဲ့ဂူကြီးထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ကြတယ်တဲ့ဒါပေမဲ့ပိုပိုကဂူကြီးရဲ့အပြင်ဘက်ကိုသူကအယံထွက်ကြည့်နေတာပဲတဲ့အဲ့နဲ့သူကသူ့ရဲ့မမေကိုပြောတယ်တဲ့မမေအပြင်ကိုခဏလောက်ထွက်ကြည့်နေတယ်ဆိုတဲ့အခါကျတော့ပိုပိုရဲ့မမေကမထွက်နဲ့အပြင်မှာအန်ဒီရဲ့များတဲ့တားလေးလို့ပြောတဲ့အခါကျတော့မိခင်ကြီးကိုသူ့ရဲ့မမေကိုခွင်တောင်းပေး င်မဲ့သူ့ရဲ့မမေကခွင့်မပြုဘူးတဲ့ခွင့်မပြုတဲ့အခါကျပိုပိုလေးကစိတ်ညစ်သွားတာပေါ့အဲ့လိုနဲ့တနေ့ကျတော့ပိုပိုကသူ့ရဲ့မမေအိမ်နေတဲ့အချိန်မှာ तू ကဘာလုပ်လဲဆိုတော့အပြင်ကိုသူ့ရဲ့မမေမသိအောင်လို့ तू ကခိုးပြီးတော့ထွက်ခဲ့တယ်တဲ့အဲ့ခါကျတော့ပိုပိုက तू ကအပြင်ဘက်မှာ तू တစ်ခါမှမမြင်ဘူးတာတွေတွေးလိုက်ရတော့ तू ကအံ့ဩပြီးတော့ပျော်ရွှင်သွားတယ်တဲ့ သူကဂူပြင်ဘက်မှာယုံကလေးတွေရှင်ကလေးတွေမြက်ပင်တွေသူကအများကြီးတွေ့တဲ့အခါကျတော့သူကတအားပျော်ပြီးတော့ကြည်လျှောက်ကြည်ပြီးတော့လမ်းလျှောက်လမ်းလျှောက်လမ်းလျှောက်ပြီးသွားရင်းနဲ့တစ်ပြေးပြေးနဲ့သူနေတဲ့ဂူကြီးရဲ့နေရာနေပြီးတော့ဝေးတဲ့နေရာကိုရောက်သွားတယ်တဲ့အဲ့ဒီအချိန်မှာဖိုက်စာနေတဲ့မြေခွေးတအုပ်ကပူပူတွေ့သွားကြတယ် မြေခွေးတွေကသူကဖိုက်စာနေတဲ့ခါကျတော့ဟာဘာဆိုင်ကောင်းမလဲဆိုပြီးတော့သူတို့ကဟိုရှောက်ကြည့်ဒီရှောက်ကြည့်ရင်းနဲ့ပို့ပို့တွေ့သွားတဲ့ခါကျတော့ဟာစားစရာအကောင်လေးတစ်ကောင်တော့ရပြီဆိုပြီးတော့သူတို့ကပို့ပို့နောက်ကိုလိုက်ကြတာပေါ့အဲ့ခါကျတော့ပို့ပို့ကသူကတအားကြောက်သွားတာပေါ့ကြောက်သွားပြီးတော့သူကပြေးတာပေါ့ထွက်ပြေးတာပေါ့ထွက်ပြေး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 ပြီးတော့သူကသူ့ရဲ့ဖေဖေမေမေတွေကိုလည်းအော်ခေါ်တာပေါ့သူ့ရဲ့ရှိတဲ့အင်အားလေးနဲ့ပြေးပြီးတော့သူ့ရဲ့ဖေဖေမေတွေကိုအော်ခေါ်တဲ့ ့ခါကျတော့ဖေဖေမေမေတွေကကြားပြီးတော့လာပြီးတော့ပိုပိုကိုကယ်လိုက်တဲ့အတွက်ပိုပိုကအသက်ချမ်းသာရာရသွားတယ်တဲ့အဲ့ဒီခါကျတော့ပိုပိုကမိဘတွေမသိဘဲနဲ့ဂူကြီးရဲ့အပြင်ဘက်ကိုနောက်ဘယ်တော့မှမထွက်တော့ဘူးလို့သူကဆုံးဖြတ်လိုက်တယ်တဲ့ ကယ်ဒါဆိုလို့ရှိရင်ဒါတို့သမီးတို့လည်းလူကြီးမိဘတွေကိုရိုသေလေးစားရမယ်လူကြီးမိဘတွေရဲ့ဆုံးမစကားတွေကိုလည်းနားထောင်ရမယ်ဒါမှပိုပိုလိုမျိုးနောင်တမရကြမှာเนาะကဲဒါဆိုရင်နောက်သင်ခန်းစာလေးတစ်ခုမှဒီ channel ပြန်တွေ့ကြမယ်